အဖေကုံကိုဆောင်ဖို့အိမ်ပေါ်နဲ့ဖြစ်ပျက်ခဲ့သည့်ကိစ္စအမှန်ကိုဇက်ကားရိုက်တော့မဲ့စစ်နိုင်တီဟာဦးပရိသတ်များလုံးမဲ့မင်္ဂလာပါရှင်ကျမတို့ရဲ့ဆယ်လင်းဆိုင်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အများနဲ့ပြုံးရွှင်နေရဲ့မျက်နှာရှိပြီးတော့တချိန်ကမြန်မာနိုင်ငံရဲ့လွတ်လပ်ရေးကားတွေမှာအဓိကသရုပ်ဆောင်ဖြစ်ပါဝင်ခဲ့တဲ့မင်းသားကြီးတီဟာတင်ဆိုးကို ပရိသတ်ကြီးတို့သိကြမှာပါ အနေမှန်ပြီးတော့အမှုပညာအရေးချင်းတွေပြေးသွားတဲ့အတွက်အကယ်ဒမီစုတွေများစွာကိုလည်းပိုင်ဆိုင်ခဲ့တဲ့သူဖြစ်ပါတယ်။တရားတင်ဆိုဟာတခေတ်တခါကထိတ်တန့်မင်းသားကြီးဖြစ်ခဲ့တဲ့အတွက်ပိုင်ဆိုင်မှုတွေများစွာရှိခဲ့ဘူးသူပါ။ဒါပေမဲ့တင်းငိမ့်နေရင်နေမပြောတဲ့လောကကြီးရဲ့နေရာမှာကြောင့်အကြက်တဲတစ်ခုနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။တိတ်ခါပိုင်းမှာလည်းရစရာမရှိအောင်ကြာဆင်းခဲ့သလိုသူရဲ့ပိုင်ဆိုင်မှုတွေလည်းဆုံးရှုံးခဲ့ရတဲ့အထိအခြေအနေဆိုးခဲ့တာပဲဖြစ်ပါတယ်။ အရင်အကြောင်းအရာကတော့အိမ်ပေါ်မှာအေကူလုပ်ဖို့တက်ခေါ်ထားတဲ့အိမ်ပေါ်ဖြစ်သူပေါ်မှာမပွဲမရာပြုလုပ်ခဲ့ရဆိုတဲ့ဆွဆွဲချက်ပဲဖြစ်ပါတယ်။အိမ်ပေါ်ဖြစ်သူဒေါက်ခင်မာမြင့်အပေါ်မှာမတရားအဓမ္မပြုခြင်းမာတယ်ဆိုပြီးတော့ဆွဆွဲခဲ့တာပဲဖြစ်ပါတယ်။ဒီလိုဆွဆွဲမှုတွေကြောင့်မင်းသားကြီးတီဟာတင်ဆိုဟာအတော်လေးအခက်တွေ့ခဲ့ရတာဖြစ်ပါတယ်။အခုလိုမျိုးအခက်ခဲကြုံတွေ့နေရတဲ့အတွက်ကြောင့်ပိုင်ဆိုင်မှုတွေလည်းဆုံးရှုံးပြီးတော့ဘဝပြတ်ခဲ့ရတဲ့အနေအထားတီတောင်ရောက်ရှိခဲ့တာဖြစ်ပါတယ်။အမှုမှန်ကိုပေါ်ပေါက်ဖို့စူးစမ်းခဲ့ကြတဲ့အခါမှာဒေါက်ခင်မာမြင့်ဟာတီဟာတင်ဆိုရဲ့ ပိုင်ဆိုင်မှုတွေကိုမှတ်မောပြီးတော့ဘလက်ကာယာပြုကျင့်ပါတယ်လို့လင်ညာခဲ့တယ်ဆိုတာပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ဒီအတွက်ကြောင့်မေဒေါ်ခင်မမြင့်ဟာထောင်ချသွားခဲ့ပြီးတော့အမှုမှန်ကိုလည်းဖြေရှင်းနိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့တရားတင်ဆိုလိုမိသားစုတွေကတော့လူအများရဲ့ဝေဖန်မှုတွေကြားမှာမျက်နှာငယ်နဲ့နေခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်စစ်နိုင်တရားဦးကသူ့အဖေရဲ့ဖြစ်ပျက်ခဲ့တဲ့အရှုပ်တော်ပုံကအမှန်တိုင်းချပြနိုင်ဖို့အတွက်အဖေနဲ့ပုံစံတူရဲ့သူကိုရှာပြီးတော့ဇက်ကားပြန်ရိုက်ကူးမှာဖြစ်ပါတယ်။အဲဒီအဖြစ်အပျက်တွေဖြစ်ပွားနေခဲ့တဲ့ချိန်မှာစစ်နိုင်တရားဦးကအသက်၁၈နှစ်လို့သိရပါတယ်။အဖေမရှိတော့ကတည်းကဘဝမျိုးစုံကိုကျင်လည်ဖြတ်တန်းခဲ့ရတဲ့အတွက်ခံရတဲ့အဖေပုံစံနဲ့လုံးဝကွဲထွက်ပြီးတော့လမ်းမေးကကွန်သမားပုံစံနဲ့တူနေခဲ့တာဖြစ်ပါတယ်။စစ်နိုင်တရားဦးက ဘလို့အခြေအနေကိုပဲရောက်ရောက်အနုပညာလောကတွေကိုဝင်ဖို့တက်စူးစမ်းနေရသူဖြစ်ပါတယ်။သူရဲ့ရုပ်ရည်ကမင်းသားဖြစ်ဖို့လုံးဝမဖြစ်နိုင်ပေမဲ့လည်းကောင်းဆောင်မင်းသားနေရာကိုယူသွင်းနေစေဖြစ်ပါတယ်။ဒါကြောင့်အနုပညာလောကမှာနေရာရဖို့အတွက်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးတွေမှာအလုပ်ပေါင်းစုံလုပ်ကင်ခဲ့ဘူးတာလည်းဖြစ်ပါတယ်။တရားတင်ဆိုရဲ့အနုပညာဂုဏ်နဲ့မျက်နာကိုထောက်တဲ့အတွက်ကြောင့် ကွန်စာဘုတ်ပတ်ဆက်မရှိတဲ့ဒီဘဝပြည့်နေတဲ့ကြားကနေအနုပညာရှင်အတန်းဝိုင်းကဖေးမကူညီပြီးတော့ပေးခဲ့တာဖြစ်ပါတယ်။အခုချိန်မှာတော့အနုပညာလောကမှာနေရာလေးရယုံအခြေအနေဖြစ်လာပြီးဖြစ်တဲ့အတွက်စစ်နိုင်တရားဟုဟာအဖေရဲ့ပြဿနာတွေကိုလူအများသိအောင်ဖြစ်ရမှန်ဇက်ကားဖြစ်ရိုက်ကူးတင်ဆက်တော်မှာဖြစ်ပါတယ်။အခုလိုမျိုးရိုက်ကူးခွင့်ရတဲ့ပုံမှာကျေနပ်မှုရှိကြောင်းအင်တာဗျူးမှာဖြေကြားခဲ့တာဖြစ်ပါတယ်။ဒေါက်ကင်မမင်းဟာအခုချိန်မှာတော့လွမြောက်နေပြီလို့သိရပြီးတချို့တွေပြောကြသလိုတချို့တွေကလည်းနောက်အိမ်ထောင်ထောင်ရှိနေပြီလို့ ြောကြားတဲ့သူတွေရှိပါတယ်။ဖခင်ဖြစ်သူရဲ့ဂုဏ်ကိုဆောင်နိုင်ဖို့အတွက်အိမ်ပေါ်နဲ့ဖြစ်ပျက်ခဲ့တဲ့အမှုကိစ္စတွေကိုခေစီတွင်ကြရိုက်ပြတော့မယ်။စစ်နိုင်တရားဦးရဲ့ရွေချက်ပေါ်မှာပရိသတ်ကြီးတို့ရဲ့ထင်မြင်ချက်ကိုလည်းပြောသားခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပေးခဲ့ကြပါအောင်နော်။အဆုံးတကြိရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။